ကိုကြရဲ့ fashion ကိုကိုကြီးတို့မမီဘူးပါလားအဲမမီတော့မမီပါဘူးဘယ်တော့မှမမီပါဘူးသူကတပူထူးနေရပါအများကြီးကျွန်တော်တို့ကတော့ဟွာပေါ့ကျွန်တော်တို့ရဲ့ fashion ကတော့ common thing ဆိုရင်တော့ဒါလူငယ် fashion ပဲနေလေးရောက်တာပေါ့ကျွန်တော်တို့ကတော့အသက်ရွယ်လောက်ပဲချိန်သလိုဖြစ်တာသူကကြတော့လူမျိုးပါချိန်သွားတယ်အဲ့မသဘောကြတာသဘောကြလားဆိုရင်အမြင်မျက်လုံးထဲမှာတော့အဆန်းပေါ့ဟောမျက်လုံးထဲမှာဟိုမဆာဝတ်တာလို့မြင်နေကြလေဆိုတော့သူကယောက်ျား fashion ပေါ့မဆာယောက်ျား fashion surprise လို့လည်းမဟုတ်ပါဘူးဒါကတော့ဘယ်လိုခေါ်မလဲဆိုတော့စီစဉ်ပေးတဲ့လူတွေပုံမှန်လည်းမူတည်မဟုတ်ပါဘူးအဲဒါပေမဲ့ तू तू မှဖြစ်တာပါကျွန်တော်တို့ကဒီရိုက်ကူးရေးမစုံဖြစ်ပေမဲ့လည်းအပြင်မှာတော့စုံဖြစ်ကြပါတယ်အဲဆိုတော့အခုလိုမျိုးအတူတူဖြောပြမှုဒီလောက်ရတဲ့အခါကျတော့လေအဲစိတ်ထဲမှာဘယ်လိုခေါ်မလဲဆိုတော့ဟိုတငင်ချင်းနေပြန်တွေ့ရတာတကြောင်ပေါ့နော်နောက်တစ်ခုကကျတော့ အမှုပညာနဲ့ဒီလိုမျိုးအာပြည်သူတွေအဲ့လိုမျိုးအဆက်ခဲရှိနေတဲ့အချိန်မှာဟိုပူကြီးခွင့်ရတယ်အခုလိုမျိုးအမှုပညာအားနဲ့တရတအားအားဖြစ်ခွင့်ရတယ်ဆိုတဲ့အခါကျပီတိဖြစ်မိတာပေါ့အဲ့မျိုးတွေတော့ရှိပါတယ်အာဒီနေ့ပအဝင်ဖြစ်တာကတော့ဒီငလျင်ဘေးတင့်ပေါ့နော်ပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးအတွက်ပေါ့နော်ကျွန်တော်တို့ဒါအမှုပညာရှင်တွေကနေပြီးတော့မှ အာဒီလူပညာသုတ်ပြမှုတွေနဲ့တရတာအပောင်ဝင်ကူညီတဲ့ပွဲလေးဖြစ်ပါတယ်ဆိုတော့ဒီမှာကတော့မင်းမြများလှပပါစေဆိုတဲ့အစီအစဉ်မှာအာကျွန်တော်ပါဝင်ပြီးတော့ဖြည့်ပြီးတောင်းကြရပါတော့เนาะဆိုတော့အဲ့ဒီအစီအစဉ်မှာကျွန်တော်ပါဝင်ပြီးတော့ဖြည့်ပြီးမှာပါဒီနေ့ကတော့တယောက်ချင်းစီ ီပဲဒါပေမဲ့နောက်ဆုံးမှာ group song ဖြိုပြမှုလေးတခုတော့ပါတယ်ပေါ့နော်အဲအဲ့ဒါလေးတခုပါတယ်အဲ channel တွေကတော့ကျွန်တော်တို့ကဟိုတချင်းနဲ့နောက်ပြီးတော့ performing နဲ့ပေါ့နော်ဒီနောက်ကဒီ crew လေးတွေနဲ့ပေါ့နော်အဲ့လို performing လေးတွေနဲ့ဟိုတချင်းနဲ့ပြပြပြဆက်မှုပုံစံလေးပေါ့အဲအဲ့လိုမျိုးလေးလုပ်တာတော့ကျွန်တော်တို့ကဒီပွဲကလာတော့အရန်ကြာသွားပြီပေါ့နော်အာကိုဗစ်ကာလာဆက်ပြီးတော့ပွဲတွေတိတ်မလုံးဖြစ်ဘူးပေါ့အခုကတော့ပွဲတွေကတော့အကြောင်းအရာ ဒါပွဲလုပ်ဖို့အကြောင်းဖန်လာတဲ့အခါကျတော့ကျွန်တော်တို့ကဒါကူညီဖို့အကြောင်းဖန်လာတဲ့အခါကျတော့ကျွန်တော်တို့ကဒါစုံခွင့်ရတာပေါ့နော်ပြိတ္တနဲ့လည်းထိပ်ပြီးခွင့်ရတာပေါ့အော်ဆိုတော့ပုံမှန်အပြင်တော့ရုပ်ရှင်တွေရိုက်ရင်တော့ဖိုတိုနဲ့ရောရဲလေးနဲ့ရောကိုချက်နဲ့ရောစုံဖြစ်ပါတယ်။အော်လည်းအမြင်လဲဆန်းအောင်ပေါ့နော်။အာဘယ်သူမှလည်းမတိုင်ပင်ထားပါဘူးကျွန်တော်တို့ကလေ။ဟိုဝန်စားကိစ္စလည်းတိတ်မတိုင်ပင်ဖြစ်ဘူးပေါ့ဒီနေ့အစီအစဉ်လေးရတယ်ဟို တီးတန့်စီတယောက်တယောက်စီပဲဖြုတ်ပြရမှာဆိုတော့အဲ့လိုမျိုးလေးတော့မတိုင်မင်ဘူးဒါပေမဲ့ဟိုတမျိုးလေးတော့ကြီးလို့ကောင်းပါတယ်တယောက်တမျိုးလေးဖြစ်နေတော့လေဟုတ်ဟုတ်ဟုတ်ငယ်ချင်းတွေထဲမှာကိုကျဲရဲ့ fashion ကိုကိုကြီးတို့မမြင်ဘူးလားအဲ့တော့တော်မမီပါဘူးဘယ်တော့မှမမီပါဘူးသူကတတမူထူးနေရပါအများကြီးဒါဆမင်လူကဟောသူပညာရှင်ဟုတ်ကဲ့ကိုကြီးတို့ပြောပြရလားဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ကတော့ဟွာပေါ့ကျွန်တော်တို့ရဲ့ fashion ကတော့ common အပြင်ဆိုရင်တော့ဒါလူငယ် fashion ပဲနေနေရောက်တာပေါ့ကျွန်တော်တို့ကတော့ အသက်ရွယ်လောက်ပဲချိန်တယ်လို့ပြောတာ။သူကကြတော့လူမျိုးပါချိန်သွားတယ်။အဲ့မသဘောကျတာသဘောကျလားဆိုရင်အမြင်မျိုးလုံးထဲမှာတော့အစမ်းပေါ့။ဟောမျိုးလုံးထဲမှာအိုမဆာဝတ်တာလို့မြင်နေကြလေ။ဆိုတော့ तू ကယောက်ျားဖာရှင်ပေါ့။မဆာယောက်ျားဖာရှင်။စပရိုက်လို့လည်းမဟုတ်ပါဘူးဒါကတော့ဘယ်လိုခေါ်မလဲဆိုတော့စီစဉ်ပေးတဲ့လူတွေပုံမှန်လည်းမူတည်ပါဘူး။ မဲ့ तू तू မှဖြစ်တာပါဒါတော့ကို့အချိတ်အချိတ်ကတော့တယောက်တစ်မျိုးစီပေါ့နော်အဲအဲ့လိုမျိုးလို့ရှိပါတယ်ဟုတ်ကို့လည်းပါတယောက်ပဲရှိရတယ်ဟုတ်လားဒီလိုဝတ်တာကျွန်တော်တို့ကဒီရိုက်ကူးရေးမစုံဖြစ်ပေမဲ့လည်းအပြင်မှာတော့စုံဖြစ်ကြပါတယ်အဲဆိုတော့အခုလိုမျိုးအတူတူဖြောပြမှုတွေလောက်ရတဲ့အခါကျတော့လေအဲစိတ်ထဲမှာဘယ်လိုခေါ်မလဲဆိုတော့ဟိုတကယ်ချင်းနေပြန်တွေ့ရတာတကြောင်ပေါ့နော်နောက်တစ်ခုကကျတော့ဥပညာနဲ့ဒီလိုမျိုး အာပြည်သူတွေအဲ့လိုမျိုးအခက်အခဲရှိနေတဲ့အချိန်မှာဟိုကူညီခွင့်ရတယ်အခုလိုမျိုးအမှုပညာအားနဲ့တရက်တအားအားဖြည့်ခွင့်ရတယ်ဆိုတဲ့အခါကျပီတိဖြစ်မိတာပေါ့အဲ့မျိုးတွေတော့ရှိပါပေါ့တရားနဲ့တရားကိုလိုက်ဖက်အောင်မျိုးအဲ့လိုမျိုးပဲအပြင်သွားရင်တော့နည်းနည်းလေးကြည့်လို့ match ဖြစ်အောင်ပဲဖြစ်တာပါအဲ့လိုမျိုးအဲတရားကိုတရားဆင်ပေးတာမျိုးတော့မရှိပါဘူးဟုတ်ကဲ့အဲ့လိုမျိုးပေါ့ဘာဆိုတော့ဟိုဟိုဟာ shopping သွားတာအတူတူဆိုတော့လေတခါကြာလဲအတူတူပဲဖြစ်သွားတဲ့ဟာမျိုးလည်းရှိပါ အဲဘယ်လိုအတက်ငယ်ဆုံးပဲ။ဟုတ်ဟုတ်မပါလာဘူးကညညပွဲဆိုတော့သူဟုတ်။ဟောကလေးကခုမှနှစ်နှစ်ဆိုတော့ကျွန်တော်ပွဲမလုပ်တာပဲတော်တော်ကြာပြီဆိုတော့ကလေးကဒီလူမျိုးတွေ့ကြုံလည်းမရှိပါဘူးသူလေ။ဟောအပြင်ထွက်တဲ့အတွေ့အကြုံမှာတစ်ခါတည်းရှူတီမာညာနေဝေးသွားတဲ့ခါကျမှခေါ်တော့ရှိပါဘူး။ဟောဒီနေ့ပွဲလေးမှာကကျွန်တော်တို့မျက်ပြင်းများလက်ပပါစေဆိုတဲ့တိုက်တယ်ရဲ့ အောက်မှာပေါ့နော်ကျွန်တော်တို့ကဖြိုပြမှုလေးတွေရှိပါတယ်တချင်းလေးတွေဆိုမဲ့ဂရုစောင်းလေးတွေပါတယ်ဟောတချင်း performance လေးတွေအဲလောက်ထားတာရှိတယ်ပေါ့နော်ဆိုတော့အဓိကကတော့ music ကိုဦးစားပေးပြီးတော့ဖြိုပြတင်ဆက်သွားမှာဖြစ်ပါတယ်ဒီနေ့ပွဲလေးကတော့ကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လှူဒန်းပေးကြတဲ့ပရိသတ်တွေတယောက်စီတယောက်စီတင်းကိုလည်းအဲတာပြုခေါ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်